ကျွန်တော်တို့လူတွေမှာ limited resource လို့ခေါ်တဲ့အကန့်အသတ်ရှိတဲ့အရင်းမြစ်၃ခုရှိတယ်။ number 1 resource ကတော့ကျွန်တော်တို့ time အချိန်တွေနော်အဲ့ကျွန်တော်သုံးလိုက်တဲ့အချိန်တွေကုန်သွားတဲ့အချိန်တွေကကျွန်တော်တို့ပြန်ပြီးတော့မှမရနိုင်ဘူး။ number 2ကတော့ကျွန်တော်တို့ energy တွေနော်ကိုအသက်ငယ်တုန်းမှာပဲကိုက energy တွေပြည့်နေတာနော်အသက်တွေကြီးလာတဲ့အခါမှာကျွန်တော်တို့မှာ energy တွေမရှိတော့ဘူး။ နော်နံပါတ်3ကတော့ကျွန်တော်တို့ money ပေါ့ငွေတွေပေါ့ကျွန်တော်တို့ရှာထားတဲ့ငွေတွေကိုကျွန်တော်တို့သုံးလိုက်တယ်သုံးလိုက်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီငွေတွေကပြန်မရတော့ဟုတ်ပြီအဲ့ဆိုတော့တချို့သူတွေကအဲ့ဒီ resource အရင်းမြစ်3ခုကိုအသုံးချပြီးတော့မှပျော်ရွှင်မှုတွေနောက်ကိုလိုက်တယ်စိတ်ချမ်းမြေ့မှုတွေနောက်ကိုလိုက်တယ်နော်အဲ့တော့ club တွေသွားတယ်ဘားတွေသွားတယ်နော်အဲ့တော့အမျိုးသမီးတွေနဲ့ကျွန်တော်တို့ပျော်ပါကြတယ်နော်ပျော်ရွှင်အောင်နေကြတယ်နံပါတ်1လူတစ်မျိုးကတော့ ဘာလို့လဲဆိုတော့အဲ့ဒီ၃ခုကိုအတုံးချပြီးတော့မှเนาะအဲ့တော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုရအောင်လုပ်တယ်เนาะကျမ်းမာအောင်လုပ်တယ်စိတ်ငြိမ်းချမ်းအောင်လုပ်တယ်ဘယ်လိုနှမျိုးเนาะအဲ့တော့အချိန်နေကြာနှစ်တည်ကြာလာတဲ့ခါမှာပထမတစ်လူကတော့ဘာဖြစ်သွားလဲဆိုတော့သူ့မှာရှိတဲ့ resource တွေကိုတုံးလိုက်ပြီးတော့မှပျော်ရွှင်မှုတွေရဲ့နောက်ကိုလိုက်တာဖြစ်တဲ့အတွက်เนาะအခြေတစ်ခုရောက်တဲ့ခါမှာမျက်ရည်တွေနဲ့အဆုံးသက်ရတယ် နော်အသက်တွေကြီးလာပြီငွေလည်းမရှိဘူး energy လည်းမရှိတော့ဘူးအချိန်လည်းမရှိတော့တဲ့ခါမှာစိတ်ညစ်ရတယ်ဒုတိယလူကတော့ကျွန်တော်တို့ခုနကရဆို၃ခုကိုအခြေခံပြီးတော့မှချမ်းသာချောမှုတွေရှာတိုင်းနော်ကျမ်းမာမှုကိုရှာထားတယ်နော်နောက်တော့စိတ်ချမ်းမြေ့မှုကိုရှာထားတဲ့ခါမှာအသက်တွေကြီးလာတဲ့ခါမှာဘာဖြစ်လဲဆိုတော့ပြည့်စုံတဲ့ဘဝတစ်ခုစိတ်ချမ်းမြေ့တဲ့ဘဝတစ်ခုကိုကျွန်တော်တို့ရလာတယ်ကျောင်းမလို့ကျွန်တော်ပြောတာက အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီခုနကပြောတဲ့အရင်းမြစ်၃ခုကိုအခြေခံပြီးတော့မှငွေတွေရှာပါနော်ကျမ်းမာအောင်လုပ်ပါစိတ်ချမ်းသာအောင်စိတ်ချမ်းမြေ့အောင်စိတ်ငြိမ်းချမ်းအောင်လုပ်ပါဒါလေးကျွန်တော်မျှဝေချင်ပါတယ်တခုတွေးလိုက်နိုင်မလို့ထင်ပါတယ်ကိုပါတွေးလိုက်ရတယ်ဆိုတော့ကောင်းမှမယူလို့ရရေးပြပါအောင်ကျွန်တော်တို့ကိုညံလေးအောင်ပါဒီဗီဒီယိုဆုံးထောင်ကြည့်ပြရတယ်ကျေးဇူးများတင်ပါတယ်မိမရှိသောနေပြီဖြစ်ပါစေ